။မစ္စဘညာရှင်ဟောကြားတော်မူခဲ့တဲ့ဇန်နိပတ်တော်များတဲ့ကဘိက္ခာပရံပရဇတ်တော်ကို ဟောကြားပေးมาဖြစ်တယ်ပေါ့။တနည်းအားဖြင့်မြန်မာလူတရားကောင်းစဉ်ကို မှတ်မှတ်စေရင် ဓမ္မယတနာကိုပူဇော်နီးလို့တရားကောင်းစဉ်ကိုမတားနိုင်ပါနဲ့ဘုရားဘာသာဝင်တက္ကရာကမများကိုယ်ွယ်စိကတ်တဲ့ယတနာ၃ပါးရှိတယ်ဘုရားယတနာတရားယတနာတန်ခါယတနာယတနာ၃ပါးရှိတယ်ယတနာ၃ပါးထဲမှာ ဖယားယတနာကို ပူဇော်ရတာလဲလွယ်ကူတယ်။တန်ခါယတနာကိုပူဇော်ရတာလဲလွယ်ကူတယ်။တော့ဓမ္မယတနာကိုကြတော့ဘယ်လိုပူဇော်ရမှာလဲဆိုတာကိုမသိကြအောင်။အဲ့တော့ဒီဇက်တော်ဓမ္မမစ္စာဘုရားကဓမ္မယတနာပူဇော်ပုံပူဇော်နည်းကိုဟောထားတယ်ပေါ့။တခါတော့က အလွန်တရာတရားကောင်းတဲ့တခါကြီးတူရှိတယ်သူကမကြာခဏဆိုသလိုဘုရားမူရှိတဲ့တန်ဃာတော်တွေကိုစွန့်စက်ကလူတန်းတယ်မြစွာဘုရားကိုလည်းစွန့်စက်ကလူတန်းတယ်တန်ဃာတော်များကိုလည်းစွန့်စက်ကလူတန်းတယ်ဒီတော့ဘုရားယတနာနဲ့တန်ဃာယတနာကိုသူက ပူဇော်ခွင့်ရနေတယ် ဘုရားကိုလည်းပူဇော်ခွင့်ရနေတယ်။တန်ခါကိုလည်းပူဇော်ခွင့်ရနေတယ်။ဒါပေမဲ့သူစိတ်ထဲမှာဘဝင်မကြဖြစ်နေတာကတရားယတနာတစ်ပါးကျမ်းနေတယ်။ဘုရားကမြင်လို့ရတယ်၊ကြိုင်လို့ရတယ်၊ထိလို့ရတယ်။တန်ခါဆိုတာလည်းမြင်လို့ရတယ်၊ကြိုင်လို့ရတယ်၊ထိလို့ရတယ်။တရားဆိုတာကပုဂ္ဂိုလ်တ attva မဟုတ်ဘူးလေ။ တက်ရှိထင်ရှားရှိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေတရားဆိုတာမြတ်စွာဘုရားရဲ့နှုတ်တော်ကနေဟောကြားတော်မူတဲ့တရားတွေဖြစ်တယ်ဒီတော့အဲ့ဒီတရားယတနာကိုဘယ်လိုပူဇော်ရမှာတုံးဆိုတာကို तू ဝေခွဲမရဖြစ်နေတယ်ရောမြတ်စွာဘုရားကိုတွားလျှောက်တဲ့အရှင်ဘုရားတပည့်တော်ကယတနာ၃ပါးမှာ ဖယားယတနာနဲ့တန်ခါယတနာကို အမြဲတမ်းပူဇော်ဖြစ်တယ်လူတန်းဖြစ်တယ်ဒါပေမဲ့တရားယတနာတစ်ပါးကြမ်းနေတဲ့အရှင်ပြတရားယတနာကိုဘယ်လိုပူဇော်ရမှာတော့ဘယ်လိုလူတန်းရမှာတော့တော်မြတ်စွာဘုရားကမိန်တယ်တကားကြီးတရားယတနာကို ပူဇော်ခြင်းရယ်တရားရှိတဲ့အရှင်အာနန္ဒာကို ပူဇော်တဲ့ဘုရားကအရှင်အာနန္ဒာကိုပူဇော်ဖို့တိုက်တွန်းတယ် အရှင်အာနန္ဒာဟာသောတာပန်ပဲရှိသေးတယ်။ဓမ္မတုတ္တန်ထဲမှာဘုရားရဲ့တရားဓမ္မတွေအများကြီးကိန်းအောင်နေတယ်။ဘုရားပဲကြွကြွသူကအနောက်ကပါတယ်။ဒါတော့ဘုရားဟောသမျှတရားကိုအရှင်အာနန္ဒာကမှတ်တမ်းတင်ထားတာအကုန်မှတ်ထားတာ။ကြွသောတာပန်ပဲဖြစ်သေးပေမဲ့ရှင်မြတ်ရဲ့တန်တမဘုရားဟောကြားတဲ့ဓမ္မခန္ဓာပေါင်းကအများကြီးကိန်းအောင်နေတယ်။ ဓမ္မခန္ဓာပေါင်းနဲ့မြောက်များစွာကိန်းအောင်နေတဲ့အတွက်ကြောင့်မြတ်စွာဘုရားကတရားကိုပူဇော်ခြင်းနဲ့ဆိုရင်တရားရှိတဲ့အရှင်အာနန္ဒာကိုပူဇော်လို့မြတ်စွာဘုရားကမိန့်လိုက်တယ်။ဒါတက္ကရာကမတို့မှတ်သားစေရမယ်။အဲ့တော့သာသင်တိုင်းမှာသာပေလေးသင်ကြားပို့ချနေတဲ့တန်ခါတော်တွေဟာသူတို့ရဲ့ရှင်ထဲမှာဓမ္မတွေကိန်းအောင်နေတယ်လို့မှတ်ရမယ်။ ဘုရားဟောပိဋကတ်တွေကိုသင်ယူနေကြတယ်။သုတ်တန်တရားတွေအဘိဓမ္မာတရားတွေဝိနည်းတရားတွေဒီကိုရင်နေဥစဉ်နေရဲ့တန်တမ်းမှာပိဋကတ်တွေကိုကြက်မှတ်ပြီးတော့ဆောင်းထားကြတယ်။လိုင်းနာကျင့်သုံးနိုင်သလောက်လိုင်းနာကျင့်သုံးကြတယ်။ဒါကြောင့်ဇာတိတိုင်းမှာစာပေသင်ကြားပို့ချနေတဲ့တန်ဃာတော်များကိုပူဇော်ခြင်းဟာ ဓမ္မယတနာကိုလည်းပူဇော်ပြီးသားဖြစ်တယ်ဆိုတာကိုဒီဇတ်တော်မှာလေ့လာခွင့်ရတယ်။ဘာယူခွင့်မသားခွင့်ရတယ်ပေါ့။ဘုရားမြတ်စွာဘုရားကတရားကြီးတဲ့ဓမ္မယတနာကို ပူဇော်ခြင်းရဲ့တရားရှိတဲ့အရှင်အာနန္ဒာကိုပူဇော်တရားကြီးလည်းပဲအရှင်အာနန္ဒာကိုအိမ်ကိုပင့်ဖိအပြီးတော့အလွန်တန်ဖိုးရှိတဲ့ သင်္ကန်းတွေနဲ့ပူဇော်တယ်သူတို့ခက်ကကောင်းပါပြီဆိုတဲ့အကောင်းဆုံးအကောင်းဆုံးဆိုတဲ့သင်္ကန်းနဲ့အရှင်အာနန္ဒာကိုပူဇော်တယ်မုံမြတ်တဲ့ဆုံးခက်ပွဲဘောဇဉ်တွေပြင်ဆင်ပြီးတော့အရှင်အာနန္ဒာကိုစက္ကတ်တယ်ပန်းတွေနတ်သားတွေနဲ့လည်းပူဇော်တယ်မြန်မာနိုင်ငံမှာတော့မြတ်စွာဘုရားလောက်ကိုပဲပန်းနဲ့တောင်နဲ့ပူဇော်ကြတာဘုန်းကြီးတွေကိုပန်းနဲ့ပူဇော်တယ်လို့နတ်တောင်နဲ့ပူဇော်တယ်လို့ဆိုတာကတော့မြန်မာနိုင်ငံမှာအလေးထားနေတယ် ဟိုဒီမှာအရှင်အာနန္ဒာကိုတော့အဲ့တကကြီးကပန်းနေနဲ့လဲပူဇော်တယ်။နတ်သားတွေနဲ့လဲပူဇော်တယ်ပေါ့။ယဟန်ဆိုတာပန်းမပန်ရဘူးနတ်သားမလိမ့်ရဘူး။အဲ့ဘလို့များပူဇော်ပါလိမ့်လို့တွေးကောင်းတွေးမယ်ပေါ့နော်။ယဟန်တော်ကနတ်သားတွေမလိမ့်ကောင်းတာပါ။ပန်းကိုမပန်ကောင်းတာပါ။ပန်းကိုလက်ခံကောင်းပါတယ်နတ်သားကိုလက်ခံကောင်းပါတယ်။နော်။ပန်းတွေကိုလက်ခံလို့ရတယ်နတ်သားတွေကိုလက်ခံလို့ရတယ်။ ပြီးရင်ចောင်းတိုင်းမှာတင့်တော်တဲ့နေရာမှာထားလို့ရတယ်ပေါ့လူတွေမှာအခန်းတွေမှာပန်းတွေအလှဆင်တယ်လို့ရဟန်းတော်တွေလည်းပဲမိမိတို့ဇာတိစပွဲခုံတွေအခန်းတွေအမဘုရားចောင်းဆောင်တွေအပေါ်မှာပန်းတွေကိုဥစော်ခွင့်ရှိတယ်ပေါ့ပန်းတွေထားခွင့်ရှိတယ်ပေါ့နန္တာတွေဆိုလို့ချင်းလဲចောင်းတွေမှာထားလို့ရတယ်ပေါ့ခန္ဓာကိုယ်မှာဒါတုတ်လင်းခွင့် channel ခွင့်မရှိတာမြတ်စွာဘုရားလက်ထက်တုန်းက တဂရကမတွေလို့ပန်းတွေယူလာကြတယ်နန်းသားတွေယူလာကြတယ်ယဟန်တော်တွေကဘာလို့အောင်မှမသိမြတ်စွာဘုရားကိုသွားလျှောက်တော့မြတ်စွာဘုရားကအေးပန်းတွေလှူလို့ချင်းရယ်ចောင်းတိုက်ရဲ့တင့်တော်တဲ့နေရာမှာပန်းကိုထားကြတင့်တော်တဲ့နေရာမှာပန်းတွေကိုထားကြနန်းသားတွေကိုတော့တကားတွေမှာတုပ်တယ်နန်းသားစီတွေပေါ့နော်ဆန်တကုနန်းသားအစီတွေဆိုလို့ရှိရင်ចောင်း တကားတွေမှာတုပ် နော်မြတ်စွာဘုရားကအဲ့လိုလမ်းညွှန်တယ်ပြောချင်တာကပန်းတွေနတ်သားတွေနဲ့ပူဇော်ရင်တန်ဃာတော်တွေကလက်ခံပေးလို့ရတယ်ခန္ဓာကိုယ်မှာသာပန်းစင်ချင်းလိမ့်ကြံချင်းမအပ်ဆက်တာပေါ့နော်အေးကောင်းပြီအဲ့တော့ဒကာကြီးကအရှင်အာနန္ဒာကိုအိမ်ကိုပြင်ပြီးတော့ပန်းတွေနဲ့နတ်သားတွေနဲ့ပူဇော်တယ်နော်အလွန်တန်ဖိုးရှိတဲ့သင်္ကန်းနေဆက်ကလူတန်းနဲ့အလွန်ကောင်းမွန်တဲ့ ဆုံးခက်ပဲဘောဇင်တွေစက္ကလူတန်းတယ်ဓမ္မကို ပူဇော်တာเนาะအရှင်အာနန္ဒာရဲ့တန်တမာရှိတဲ့ဓမ္မကိုပူဇော်တာအဲ့တော့အရှင်အာနန္ဒာကစဉ်းစားတယ်ပေါ့เนาะဒီတကံကြီးကငါ့ကိုလှူတာမဟုတ်ဘူးဓမ္မယတနာတရားတော်ကိုလှူဒန်းတာတရားတော်ကိုပူဇော်တာဒီသင်္ကန်းဒီတည်ဆုံးတွေကသင်တရားတော်ကိုလှူဒန်းတာတရားတော်ကိုပူဇော်တာဟောငါနဲ့မထိုက်တန်ဘူး ရှင်သာရိအရှင်အာနန္ဒာစဉ်းစားတာနော်ငါနဲ့မထိုက်တန်ဘူးဓမ္မသေနာပတိတရားစစ်သူကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့ပဲထိုက်တန်တယ်အရှင်အာနန္ဒာစိတ်ကူးကအဲ့ဒါသူတော်ကောင်းတို့ရဲ့နှလုံးသားတစ်ခုပဲသူတော်ကောင်းတွေရဲ့သဘောထားကမုံမြတ်တဲ့ပစ္စည်းလေးရလာပြီဆိုရင်ကိုသုံးဖို့ထက်နော်မိမိတန်ဖိုးထားတဲ့ပုံကူတွေ သူတော်ကောင်းတွေကိုလှူဒန်းခြင်းနဲ့စိတ်ပူဇော်ခြင်းနဲ့စိတ်တွေဖြစ်လာကြတယ်။အဲ့ဒါသူတော်ကောင်းတို့ရဲ့နှလုံးသားတစုံပဲ။နော်။မုံမြတ်တဲ့ပစ္စည်းတွေရလာပြီဆိုရင်ငါသုံးလိုက်မယ်ဟဲ့ဆိုတဲ့အဲ့။နော်။ကိုရှိခင်မျက်နှိုးရတဲ့ကြီးညိုလေးစားရတဲ့သူတော်ကောင်းတွေကိုလှူဒန်းခြင်းကြတယ်ပူဇော်ခြင်းကြတယ်။ဒါယနေ့မြန်မာလူမျိုးတွေမှာလည်းအဲ့ဒီစိတ်ဓာတ်မျိုးတွေရှိတယ်။တချို့ဆိုလို့ရှိရင်အလौဆဝင်တယ်။အော်ဦးဖျားဖျားလေးလာစားလေးရတယ်ဆိုရင် ကိုသုံးလိုက်မယ်ဆိုတာတဲ့သာသနာကိုလူတန်းမယ်မိဘကိုပူဇော်မယ်ဆိုစိတ်တွေဖြစ်ကြတယ်လေပထမအဦးဆုံးရတဲ့လာစာမှုလို့ဆိုပြီးတော့တန်ဃာတော်တွေကိုလူတန်းကြတာမိဘတွေကိုထောက်ပံ့ကူညီကြတာလေဆိုတော့အလွန်ရှိစရာကောင်းတဲ့စိတ်ထားလေးတစ်ခုဖြစ်ပါတယ်เนาะအခုလည်းပဲအရှင်အာနန္ဒာကဒါဖရာကိုယ်တိုင်လွှတ်လိုက်တာပဲလေတရားကိုပူဇော်ရှင်အရှင်အာနန္ဒာကိုပူဇော်ဆိုပြီးဖရာကိုယ်တိုင်ညွှန်လိုက်တာပဲ အရှင်အာနန္ဒာကဒါငါနဲ့ထိုက်တန်တယ်ဆိုပြီးတော့သူတို့သဘောမထားဘူးအာဘုရားတော်ငါ့ကိုလွှဲလိုက်တာပဲဒါငါနဲ့ထိုက်တန်လို့ရတာပဲလို့နှလုံးမသိဘူးဒကာကြီးကတရားတော်ကိုပူဇော်တာဖြစ်တယ်တရားတော်ကိုပူဇော်တာဖြစ်လို့ဒီသင်္ကန်းနဲ့ဒီဆုံးဟာတရားစစ်သူကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့ပဲထိုက်တန်တယ်ဘုဇင်းတို့သာသနာတော်မှာအရှင်သာရိပုတ္တရာကိုအကြောင်းပြုပြီးတော့တောတာပန်နေဖြစ်သွားတဲ့ပုဂ္ဂိုလ်အများကြီးပဲ ဒါကြောင့်မြတ်စွာဘုရားကိုတော်တိုင်ရှင်တာလိဘုဒ္ဓရာကိုသာသနာမိခင်ကြီးဆိုတဲ့အသုံးအနှုန်းမျိုးကို သုံးထားတာရှိတယ်။သာသနာမိခင်ကြီးတဲ့။သာသနာထဲမှာသောတာပန်တွေအများကြီးဝေထုတ်ပေးနိုင်တယ်။သာသနာမိခင်ကြီး။အကြောင်းအများစုကအရှင်သာရိပုတ္တရာကိုဓမ္မဒေနာပတိတရားစစ်သူကြီးလို့ပြောကြတယ်။အဲ့တော့တရားစစ်သူကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့ပဲဒီသင်္ကန်းဒီဆုံးနေရာထိုက်တန်တယ်ဆိုပြီးတော့ အရှင်အာနန္ဒာကအဲ့ဒီသင်္ကန်းနဲ့ဆွန်းကိုသူမသုံးဘဲနဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကိုလှူဒန်းလိုက်တယ်အရှင်သာရိပုတ္တရာလည်းစဉ်းစားတယ်ပေါ့နော်ဒီသင်္ကန်းနဲ့ဒီဆွန်းတွေအလွန်ကောင်းတယ်အလွန်မှုမြတ်တဲ့သင်္ကန်းအလွန်မှုမြတ်တဲ့ဆွန်းဖြစ်တယ်ဒီသင်္ကန်းနဲ့ဒီဆွန်းတွေတရားတော်ကိုပူဇော်တဲ့သင်္ကန်းတရားတော်ကိုရည်ရွယ်တဲ့ဆွန်းဖြစ်တယ် ငါနဲ့မထိုက်တန်ပါဘူးတကယ်တကယ်ကျတော့တရားပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားနဲ့ပဲထိုက်တန်လာတယ်အရှင်သာရိပုတ္တရာမထေရမြတ်ရဲ့စိတ်ဆန္ဒကလည်းနော်သူ့ထက်တာလုံနဲ့မြတ်စွာဘုရားကိုပြည့်မြင်တယ်တကယ်တော့တရားပိုင်ရှင်ကငါမဟုတ်ဘူးတဲ့မြတ်စွာဘုရားပဲတော့တရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားနဲ့ပဲထိုက်တန်တယ်ဆိုပြီးအရှင်သာရိပုတ္တရာကလည်းအဲ့ဒါကိုမသုံးမဲနဲ့အဲ့ဒီသင်္ကန်းနဲ့အဲ့ဒီဆုံးကိုမြတ်စွာဘုရားကိုတွတ်တက်လိုက်တယ် အဲ့တော့ဘုရားကလည်းစဉ်းစားတာပေါ့နော်ဟောဒီလောကမှာငါဘုရားထက်မြင့်မြတ်တဲ့သူ မရှိဘူးတာလုံးတဲ့သူမရှိဘူးအဲ့တော့ဘုရားအနေနဲ့ဘု து ကိုမှပြန်ပေးစရာမရှိတော့ဘူးလေလမ်းဆုံးသွားပြီလေသာသနာတော်မှာအသာဆုံးအမျက်ဆုံးကဘုရားပဲပေါ့အဲ့တော့ဘုရားထံကိုရောက်လာတဲ့ဒီဆုံးနဲ့ဒီသင်္ကန်းကိုဘုရားကဘု து ကိုမှပြန်ပေးစရာမရှိတော့ဘူးလမ်းဆုံးသွားပြီလေ တော့ဘုရားကပဲအဲ့ဒီတပိန်အဲ့ဒီသင်္ကန်းနဲ့ဆုံးကိုလက်ခံပြီးတော့တုံးဆွဲပေးတယ်အေးအဲ့တော့မြတ်စွာဘုရားကိုပူဇော်တယ်ဆိုရင်မြတ်စွာဘုရားရင်ထဲမှာရှိတဲ့ဓမ္မယတနာကိုလည်းပူဇော်ပြီးသားဖြစ်တယ်ပေါ့တရားဓမ္မကိုသင်ယူပို့ချနေတဲ့တန်ဃာတော်များကိုတူတန်းခြင်းရလည်းပဲဓမ္မယတနာကိုပူဇော်ပြီးသားဖြစ်တယ်ပေါ့ ။အကြောင်းဦးဇင်းတို့ဖရာအမှုရှိသောတန်ခါလို့ပြောလိုက်ရင်တရားလဲပါတယ်လို့မှတ်ရမှာပေါ့နော်။ဖရာအမှုရှိသောတန်ခါကိုလူပါဤဆိုရင်ဖရာကိုလည်းလူရာရောက်တယ်။တန်ခါကိုလည်းလူရာရောက်တယ်။အဲ့ဒီဖယားတရားဖယားနဲ့တန်ဃာတို့ရဲ့ရင်ထဲမှာရှိတဲ့ဓမ္မကိုလည်းလူနဲ့ပူဇော်ရောက်တယ်လို့ဒီလိုမှတ်ကြရမှာဖြစ်တယ်ပေါ့အဲ့ဒါနဲ့ယဟန်တော်တွေကအဲ့ဒီအကြောင်းအရာလေးကိုအချင်းချင်းစုံတဲ့အခါမှာပြောဖြစ်ကြတာ မြတ်စွာဘုရားထံမှာတက္ကကြီးကတရားတော်ကိုပူဇော်ခြင်းလို့တွားလျှောက်တော့အရှင်အာနန္ဒာကိုလွှဲပေးတယ်။ဒါကအရှင်အာနန္ဒာကအရှင်သာရိပုတ္တရာကိုလွှဲပြောင်းပေးတယ်။အရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုပြန်ပြီးလူတန်းပေးတယ်။နောက်ဆုံးတော့မြတ်စွာဘုရားထံမှာရောက်သွားတာပဲလေဆိုပြီးတော့တန်ဃာတော်တရားပြောကြတယ်။ဒါမြတ်စွာဘုရားကရောက်လာတော့ဘာတွေပြောနေကြတာတုံးဆိုတော့ဒီလိုဒီလိုပဲမြတ်စွာဘုရားနဲ့ဒီဓမ္မပူဇော်ခြင်းနဲ့ပတ်သက်ပြီးပြောနေကြတာပါဆိုတော့ ေးတဲ့အဲ့ဒီလိုစွန်းနေဟာအခုလိုမျိုးအစင်းစင်းအစင်းစင်းလက်စင်ပြောင်းတာဟာအခုမှမဟုတ်ဘူး။ဟိုအတိတ်တုန်းကလည်းပဲစွန်းနေဟာအဲ့လိုလက်စင်လက်စင်ပြောင်းပြီးတော့နောက်ဆုံးထိုက်တန်တဲ့သူစီကိုရောက်သွားတာပဲ။အစင်းစင်းလက်စင်ကန်းလိုက်တာထိုက်တန်တဲ့စီကိုရောက်သွားမှုတာရှိတယ်လို့ပြီးတော့အခုလိုမျိုးစွန်းအလှဟာထိုက်တန်တဲ့စီကိုရောက်သွားပုံလေးကိုမြတ်စွာဘုရားရှင်းပြတယ်။ဟိုအတိတ်ဘဝတစ်ခုမှာ မြတ်စွာဘုရားလောင်းကယသိပေါ့နော်ဟိမဝန္တာတောထဲမှာတောရဆောက်တီတရားဓမ္မကြင်ကြံအားထုတ်နေတဲ့သူတော်စင်ယသိကြီးဖြစ်တယ်ဘုရားလောင်းကအဲ့တော့အရှင်အာနန္ဒာကအဲ့ဒီချိန်မှာတိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ဖြစ်နေတယ်ပေါ့နော် တိုင်းပြည်အုပ်ချုပ်တဲ့ဘရင်ဖြစ်တယ်။အဲ့တော့ဘရင်ကြီးကအဂတိလိုက်တာတွေဘာတွေမရှိဘူးမင်းကျင်တရား၁၀ပါးနဲ့အညီကျင့်တာတကယ်ကိုသူတော်ကောင်းဘရင်ပြောရမှာပဲနော်တိုင်းသူပြည်သားတွေပေါ်မှာအနိုင်ကျင့်တာမျိုးမရှိဘူးအဂတိလိုက်တာမျိုးတွေမရှိဘူးမင်းကျင်တရား၁၀ပါးနဲ့အညီကျင့်တယ်သူ့မှာအားနှဲ့ချင်းရှိတယ်ဆိုရင်သူအမြဲတမ်းပြုတ်ပြင်တယ် ူကိုယ်သူအမြဲတမ်းအပြစ်ကိုရှာဖွေတယ်လူကောင်းသူကောင်းဖြစ်နေတဲ့ပုဂ္ဂိုလ်ကအမြဲတမ်းကိုယ့်ကိုယ်ကိုအပြစ်ချရတာနော်အဲ့တော့ကိုယ်မှာဘာရှင်ချက်ရှိလဲဘာအားနည်းချက်ရှိလဲဘာပြင်ရမလဲဆိုတာကိုအမြဲတမ်းကြည့်နေတဲ့ဘယင်မျိုးအဲ့တော့သူကိုယ်သူအပြစ်ချလို့မတွေ့ဘူးပေါ့နော်ဘယင်ကြီးကငါဘာပြင်ရမလဲငါဘာအားနည်းချက်ရှိလဲငါဘာအမားတွေရှိသလဲဆိုတာကိုကိုယ့်ကိုယ်ချလို့မတွေ့ဘူး ဘယင်ကြီးကတိတ်ပြီးတော့သူတော်ကောင်းပီတာတယ်ပေါ့နော်အဲ့တော့ကိုကိုကိုအပြစ်ကိုရှာလို့မတွေ့တော့တိုင်းသူပြည်သားတွေများငါဘာပြောကြတယ်လဲတိုင်းသူပြည်သားတွေစီကတည်င်းကိုသူကြားကျင်တယ်အမှန်ကိုကြားကျင်တာလေပြည်သူရင်ထဲကအမှန်ကိုအမှန်ကြားကျင်တာတဆင့်စကားဆိုလို့ချင်းစကားတွေကအပူတွေပါနိုင်တယ်လေ ူနားနဲ့ဆက်ဆက်ကြားကျင်တာပြည်သူပြည်သားတွေရဲ့ရင်ထဲကစကားတန်ကိုသူနားနဲ့ကြားကျင်တာနန်းတော်ကိုခေါ်ပြီးတော့တယောက်ချင်းမေးရင်လည်းအကောင်းနေပဲပြောမှလေဘယင်းဆိုတဲ့အကြောက်တရားနဲ့ဘယင်းမကောင်းကြောင်းကိုပဲပြောရဲမလဲကဲမင်းတို့ငါ့ကိုဝေဖန်စမ်းငါ့ကိုပြောစမ်းဆိုရင်ဘယ်သူမှမကောင်းတာပြောရဲမှာတော့ဘယင်းအချိန်ကွာကကြီးတယ်လေအဲ့တော့သူ့ရဲ့အုတ်ချုပ်ပုံအုတ်ချုပ်နီးဟာချွင်းချက်ရှိလားအာနှင်းချက်ရှိလားဘာအမှားယွင်းရှိတယ်လဲလို့သူသိကျင်တော့ သူကိုယ်တိုင်ပဲပြည်သူပြည်သားတွေဂျားထဲမှာ ရောနေပြီးတော့စုံစမ်းမယ်ဆိုပြီးတော့မထင်မရှားအသွင်ကလေးနဲ့တာမန်ပြည်သူတဦးလိုရုပ်ဖြတ်ပြီးတော့မျိုးတွေရွာတွေခြောက်သွားပြီးတော့စနေနာတာပေါ့လူတွေကဘယင်ကြီးမှမသိဘူးပြီးတော့ဘယင်ကြီးကိုမြင်မှုတဲ့သူကလည်းခရရှားပဲလေအဲ့တော့တာမန်စင်းရဲနန်းပါတဲ့အဝတ်စားလေးဝတ်ပြီးတော့မျိုးတွေရွာတွေကိုတစ်ခုပြီးတစ်ခုခြောက်သွားနေလိုက်တာ သူ့ကိုမကောင်းကြောင်းပြောတာတယောက်မှမကြားရဘူး။ဘယင်ကြီးရဲ့မကောင်းကြောင်းကိုပြောတာတယောက်မှမကြားရဘူး။အဲ့တော့ဘယင်ကြီးကသူ့ကိုယ်တိုင်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတာကိုအဲ့တော့သူ့မကောင်းကြောင်းပြောတာကို မကြားရဘူး။အဲ့ဒါနဲ့သူကမကျေနပ်သေးဘူး။သူ့မကောင်းကြောင်းတရင်နေသူမကြားရတော့တိုင်းပြည်ရဲ့အဆုံဆုံးဖြစ်တဲ့ဒေသတွေမှာရောဘာတွေပြောကြမလဲပေါ့နော်။ မြို့တော်တွေမှာတော့စီပင်နေတာတော့ဟုတ်ပါပြီ။တိုင်းပြည်ရဲ့အစုံပြားတွေမှာရောအစဉ်ပြေကြရဲ့လား။ငါ့အပေါ်မှာရောသူတို့ဘလို့မြင်နေကြသလဲ။အဲ့နဲ့ဘယင်ကြီးကမြို့တော်မှာတင်မကပဲနဲ့နေစုံနေပြားဖြစ်တဲ့နေရာထီကိုစနဲနာသွားတယ်။အဲ့ခါကျတော့ပရောဟိတ်ကြီးကိုခေါ်သွားတယ်အဖေါ်ပရောဟိတ်ကြီးကိုလည်းရုပ်ဖြတ်ပြီးတော့ခေါ်သွားတယ်အဲ့တော့ဘယင်ကြီးရဲ့ပရောဟိတ်ကြီးရဲ့နှစ်ဦးသားနေစုံနေပြားမှာသွားပြီးတော့စုံစမ်းကြတယ်ပေါ့ဘယင်ကြီးကိုဘာများပြောနေကြတယ်လဲ အလွန်ကောင်းတဲ့ဘုရင်ပေါ့နော်အဲ့လိုစုံစမ်းရင်းနဲ့တနေ့ဇယက်တစ်ခုမှနားနေတယ်ပေါ့နော်ဇယက်တစ်ခုမှအပန်းဖြေတဲခုံနေတဲ့အချိန်အဲ့ဒီဒေသကတထေးကြီးတူကရေချိုးမယ်ဆိုပြီးတော့အချိန်ရံပြစ်တတ်တွေနဲ့ရောက်လာတော့ဘုရင်ကြီးကိုသူမြင်တော့ ဘယင်ကြီးရဲ့ဥပရိယုတ်ကတန့်တာကိုဘုံကံရှိတဲ့ဘယင်ဆိုတော့ဥပရိယုတ်ကလည်းတန်တန်ပြပြစကားအပြောကလည်းညက်ပြီးတော့ကောင်းတယ်အဲ့တော့ဇယက်မှာဘယင်ကြီးရဲ့ကိုတွေ့လိုက်တော့တထေးကခင်သွားတာပေါ့နော်ခင်သွားပြီးတော့နောက်စကားလက်ဆောင်ကြိုင်းနဲ့ဘယင်မန်းတိသွားတယ်အတော်သူလေးစားရတယ်ပေါ့နော်ဘယင်ကြီးကအဲ့တော့ဘယင်ကြီးကိုသူတိညိုလေးစားတဲ့သူလည်းဖြစ်တော့ ချက်ချင်းပဲသူ့တပည့်တွေကိုအိမ်ကိုဆေးလွတ်ပြီးတော့ဘယင်ကြီးကိုအဲ့ခံရအောင်ဆိုပြီးတော့ကောင်းပါပြီဆိုတဲ့အစားအသောက်တွေကိုပြင်ဆင်ခိုင်းခဲ့တာပေါ့နော်ဘယင်ကြီးကိုအဲ့ခံဖို့အတွက်အိမ်ကိုပြန်ပြီးတော့ကောင်းပါပြီဆိုတဲ့အစားအသောက်တွေယူခိုင်းလိုက်တာအဲ့ဒီချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဟိမဝန္တာမှာတရားကျင့်နေတဲ့ယသိကြီးလည်းရောက်လာတယ်အိဇရက်ကိုဟိမဝန္တာမှာတရားကျင့်တဲ့ယသိကြီးလည်းရောက်လာတယ်ရှေးစဉ်နောက်စဉ်ပဲ နန္ဒမူလှိုင်းကူမှာတရင်သုံးနေတဲ့ပိစိကဗုဒ္ဓအရှင်သူမြတ်လည်းပဲရောက်လာတာတိုက်တိုက်ဆိုင်ဆိုင်ပဲဇရက်ပေါ်ကိုလေအဲ့တော့တထေးကအိမ်ကနေရောက်လာတဲ့အစားတောက်ကိုဘယင်ကြီးကိုသူအဲ့ခံတာပေါ့နော်ဘယင်ကြီးကိုလှူဒန်းတာပေါ့သူကြီးညိုလေးစားရတဲ့ဘယင်လေအဲ့သူကြီးညိုလေးစားတဲ့ဘယင်ကြီးကိုကောင်းပါဘေးဆိုတဲ့ဒီတလေးစွမ်းနေဘယင်ကြီးကိုလှူဒန်းတယ်အဲ့တော့ဘယင်ကြီးကလည်းစဉ်းစားတယ် ဒီဆုံးသည်ငါနဲ့မထိုက်တန်ဘူးဆိုပြီးတော့ယသည်ကိုလွှဲပြောင်းပြီးလှူဒန်းပေးလိုက်တယ်ယသည်ကလည်းဒီဆုံးသည်ငါနဲ့မထိုက်တန်ဘူးဆိုပြီးတော့ပိစေကဗုဒ္ဓအရှင်သူမြတ်ကို စက်ကက်လှူဒန်းလိုက်တယ်ဟောဂျာထဲမှာပရောဟိတ်ကြီးကိုလှူဒန်းတာပါသေးတယ်ဘုရင်ကြီးကသူ့ကိုယ့်ရဲ့အကြံပေးပရောဟိတ်ကြီးကကျေးဇူးများတယ်သူ့ရဲ့ဆရာပေါ့နော် ဘရောဟိတ်ကြီးကသူ့ရဲ့ဆရာဖြစ်တဲ့အတွက်ကြောင့်ဘရောဟိတ်ကြီးကိုတစ်ခါသူကလှူတယ်။ဘရင်ကြီးကဘရောဟိတ်ကြီးကိုလှူတယ်။ဘရောဟိတ်ကြီးကယသိကိုလှူတယ်။ယသိကတကပိစိကဗုဒ္ဓကိုလှူတယ်။အဲ့ပိစိကဗုဒ္ဓကြတော့ဘသူမှမလှူတော့ဘူး။ကိုယ်တိုင်ပဲဖုံးပြီးသုံးဆောင်လိုက်တယ်ပေါ့။အဲ့ဒီအခြေအနေလေးကိုမူလအလှူရှင်ဖြစ်တဲ့တတိကြီးကမြင်လိုက်ရတဲ့အခါမှာမိကုန်းနေမေးရှင်စိတ်ပေါက်ပေါ်လာတယ် ငါလှူလိုက်တဲ့ဥစ္စာကိုငါဘရင်ကိုလှူတာဘရင်ကလည်း तू မစားဘဲနဲ့ပရောဟိတ်ကြီးကိုလှူတယ်ပရောဟိတ်ကြီးကလည်း तू မစားဘဲနဲ့ယသိကိုလှူတယ်ယသိကလည်း तू မစားဘဲနဲ့ပိစကဗုဒ္ဓကိုလှူတယ်ပိစကဗုဒ္ဓကျတော့ဘသူမှမလို့ तू ပဲစားပလိုက်တယ်အဲ့တော့သိကျင်တဲ့စိတ်တွေပေါ်လာတယ်အဲ့ဒါနဲ့ तू ကမနေနိုင်ဘောဒီနေ့ခေတ်လို့ပြောမယ်ဆိုအင်တာဗျူးတာပေါ့ဘရင်ကြီးကိုစားမိတယ်အရှင်မင်းကြီး ကျောက်ကအရှင်မင်းကြီးနဲ့ထိုက်တန်လို့ဆိုပြီးတော့ဒီမုံမြတ်တဲ့ခဲပွဲဘောဇင်တွေကိုအရှင်မင်းကြီးကိုလှူဒန်းတာအရှင်မင်းကြီးကဗာကိစ္စကိုယ်တိုင်မစားဘဲနဲ့ပရောဟိတ်ကြီးကိုပေးရတာတော့လှူရတာတော့ဆိုတော့ဘင်းကြီးကပြောပြတယ်ဘင်းကြီးဒီတထေးကြီးပေါ့နော်ဒီပရောဟိတ်ကြီးကကျောက်ရဲ့ဆရာဖြစ်တယ်နော်ကျောက်ကို ကိစ္စကြီးငယ်အတွေ့အတွေ့ကိုအကြံပေးနေတဲ့ဘုရောဟိတ်ကြီးဆရာကြီးဖြစ်တယ်။ညကျုပ်ရဲ့ဆရာဖြစ်တဲ့ဘုရောဟိတ်ကြီးဟာဒီမုံမြတ်တဲ့အာဟာရနဲ့ထိုက်တန်တယ်လို့ကျုပ်ယူဆတယ်။ဒါကြောင့်ကျုပ်ရဲ့ဆရာဖြစ်တဲ့ဘုရောဟိတ်ကြီးကိုကျုပ်ကလှူဒန်းတာ။အဲ့တော့တတိကြီးကဘုရောဟိတ်ကြီးကိုမေးပြန်တယ်။ဘုရောဟိတ်ကြီးကရောကိုနဲ့ထိုက်တန်လို့ရတဲ့ဥစ္စာဘာလို့မသုံးမနဲ့ယသိကိုပြန်လှူရတာတော့။တတိကြီးတဲ့။ကျုပ်က တားနဲ့မယားနဲ့နေတာတဲ့နော်ကျုပ်ကကာမဂုဏ်အာယုံခံစားနေတဲ့တာမန်လူသားတဦးသားဖြစ်တယ်တော့တာမန်လူသားတဦးအနေနဲ့ထက်ဒီယသိကပုံမြတ်တာပေါ့ယသိဆိုတာအိညာတီတောင် လူပောင်ကိုစွန့်ခွာပြီးတော့တောထဲမှာတရားကြည်ရနေတဲ့သူတော်စင်မဲ့လေးတဲ့အဲ့တော့အိညာတီတောင်လူပောင်ကနေတဲ့ကျုပ်တို့ထက်အများကြီးတာတာပေါ့ဒါကြောင့်ကျုပ်ကကျုပ်နဲ့ထိုက်တန်တယ်လို့မယူဆဘူးတဲ့ ယသိနဲ့ပဲထိုက်တန်တယ်ဆိုပြီးကျုပ်ကယသိကိုလူတန်းပေးတာသူတို့တရေကြီးကထပ်ပြီးတော့ယသိကိုပေးတယ်အရှင်ယသိကရောကိုနဲ့ထိုက်တန်လို့ရတဲ့ဆုံးကိုမစားဘဲနဲ့ဘာဖြစ်လို့ပြည့်စင်ကဗုဒ္ဓကိုထက်လူတာတော့တရေကြီးနော်ကျုပ်ကတော်ထဲမှာနေတာဟုတ်တယ်တရားကျင့်ကြံနေတာဟုတ်တယ်ဒါပေမဲ့တတိတူတွေကိုပါကိုတူးစားတယ်ဆံတွေကိုကိုပါကိုချက်စားတယ် နောက်ကျုပ်မှာကိလေသာမကုန်သေးဘူးနော်ကျုပ်မှာတဏှာရာဂတွေရှိတယ်လောဘဒေါသမောဟတွေအကုန်ရှိတယ်အဲ့တော့ဒီပိစေကဗုဒ္ဓအခြေကုံမြတ်ဆိုတာတိတိတူတွေကိုကိုယ်တိုင်ခူးစားတူးစားတာမျိုးမဟုတ်ဘူးဆန်းစပါးတွေကိုကိုယ်တိုင်ချက်စားတာမျိုးမဟုတ်ဘူးသူများချက်ပြီးလူတော်ကမှဖုံးပေးတဲ့ပုံကိုဖြစ်တယ်ပြီးတော့ကျုပ်တို့လိုမျိုးသူ့မှာကိလေသာတွေရှိမနေဘူးဒါကြောင့် ကိုတိုင်ချက်စားပြီးတော့ကိလေသာရှိတဲ့ကြောက်ထက်မချက်မစားဘဲနဲ့ကိလေသာကင်းနေတဲ့ဟောဒီပစ္စေကဗုဒ္ဓကကြောက်ထက်အများကြီးတာလဲမျက်လို့ကြောက်ကပြန်လှူတာအဲ့တော့တတိကြီးကပစ္စေကဗုဒ္ဓကိုမေးတယ်အရှင်ပစ္စေကဗုဒ္ဓကရောမဖြစ်လို့ကျန်တဲ့လူတွေကိုမလူဘဲနဲ့ကိုတိုင်စားရတာလို့ဆိုတော့ပစ္စေကဗုဒ္ဓကပြောတယ်ဒီထဲမှာသူ့ထက်မျက်တဲ့သူမရှိဘူး တထေးကြီးရယ်ဘရင်ရယ်ပရောဟိတ်ရယ်ယသိရယ်သူရယ်နော်ဒီအထဲမှာသူ့ထက်သာတဲ့သူဘယ်သူမှမရှိဘူး तू ကအသာဆုံးမြတ်ဆုံးပဲပြီးတော့အခုတထေးရောဘရင်ကြီးရောပရောဟိတ်ရောယသိရောဒီ၄ဦးလုံးက အလူရှင်တွေဖြစ်နေတယ်အလူရှင်တကားတွေပေါ့လေနော် तू ကအလူခံပုဂ္ဂိုလ်ဖြစ်နေတယ်အဲ့တော့ပိစကဗုဒ္ဓကဘာမင်းတလဲဆိုတော့ ပိစေကမဟံပိစေကမဟံမင်းကြီးယောဓာတာရံနိမန္တရေကျဆုံးအလူရှင်ကိုဆုံးအလူရှင်တက္ကရာကမကိုစားပါအောင်တောက်ပါအောင်လို့အဲ့ခံချင်းကျွေးမွေးချင်းဟာတရားနဲ့မညီဘူးတရားနဲ့ဆန့်ကျင်တယ်လို့ကြောက်ယူစားတယ်ဥပဇင်တို့ဖျားဝီနီးမှာအဲ့ဒါပါတယ်ပေါ့နော် မိစ္ဆာဇီဝအနေတနလို့ခေါ်တယ်အနေတန21မျိုးရှိတယ်ယဟန်တော်ဒီပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့မလုံကောင်းတဲ့ကိစ္စ21ခုရှိတယ်အဲ့ထဲမှာဒကာဒကာမတွေကိုစားပါအောင်လားတောက်ပါအောင်လားဆိုပြီးတော့အက်ခံခြင်းကြွေးမွေးခြင်းတွေမလုံကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်အဲ့ဒါဟာတရားနဲ့မညီဘူးဝိနည်းနဲ့မညီဘူးပေါ့တရားနဲ့ဆန့်ကျင်တယ်ဝိနည်းနဲ့ဆန့်ကျင်တယ် အဲ့ခံကြွေးမွေးခြင်းသည်ဘုန်းကြီးရဲ့အလုံးမဟုတ်ဘူးဘုန်းကြီးဟာဓမ္မဖြင့်သာအဲ့ခံရမှာဓမ္မဖြင့်သာတက္ကရာကမတွေကိုချီးမြှောက်ရမှာဖြစ်တယ်ပေါ့တက္ကရာကမတွေကိုချီးမြှောက်ခြင်းနဲ့ဆိုရင်တရားဓမ္မဟောကြားပြီးတော့ချီးမြှောက်ရမှာဖြစ်တယ်တရားဓမ္မပြောကြားခြင်းဖြင့်အဲ့ခံရမှာဖြစ်တယ်ပေါ့အစားတောက်တင်တဲ့အဲ့ခံခြင်းကြွေးမွေးခြင်းသည်လူအချင်းချင်းသာလောက်ရတာနော်ဓမ္မကိုကြည်ကြံအားထုတ်နေတဲ့ယဟန်တော်တွေလောက်ရမယ်လို့မဟုတ်ဘူးပေါ့ဒါကြောင့်ပိစေကဗုဒ္ဓကပြောတာ ပိစေကမဟာမင်းကြီးယောဒတာရံနိမန္တရေအလိုရှင်တက္ကရာမကို စားပါအောင်လားတောက်ပါအောင်လားလို့ဖိတ်မှန်စကားပြုတယ်ဆိုတာပိစေကံတဲ့တရားဓမ္မနဲ့ဆန့်ကျင်တယ်ဒါကြောင့်ငါကတက္ကရာတို့ကိုမဖိတ်မှန်တော့ဘဲနဲ့ကိုယ်တိုင်ပဲသုံးဆောင်အခြင်းဖြစ်တယ်ဆိုပြီးတော့ပိစေကဗုဒ္ဓအခြင်းကိုရှင်းပြတာပေါ့နော်အေးအဲ့တော့နောက်ဆုံးတော့ ဒီဆုံးအလူဒီဘယင်ကနေတဆင့်တဆင့်လက်ဆင့်ကမ်းသွားလိုက်တာထိုက်တန်တဲ့သူဖြစ်တဲ့ပြစ်စေကဗုဒ္ဓအရှင်သူမြတ်လက်ထဲကိုရောက်သွားခဲ့တယ်ပေါ့လက်မြတ်စွာဘုရားကပြောတာအေးအခုမှသာလျင်ဒီဆုံးဟာထိုက်တန်တဲ့သူကိုရောက်တာမဟုတ်ဘူးတဲ့ရှေ့အတိတ်ဘဝတုန်းကလည်းပဲဘလို့ထိုက်တန်တဲ့သူစီကိုရောက်သွားမှုပါလေဆိုပြီးတော့ဘုရားကဖြစ်စဉ်လေးတူလို့ပစ္စုပန်ဇလန်းနဲ့အတိတ်ဘဝဇလန်းနှစ်ခုကိုရှင်းပြီးတော့ဘုရားဟောကြားခဲ့တယ်ပေါ့ ဲ့တော့အဲ့တော့ဘယင်ဟာဒါအရှင်အာနန္ဒာအလောင်းလျာဖြစ်တယ်ပေါ့ယသိကတော့ဒါမြတ်စွာဘုရားအလောင်းလျာဖြစ်တယ်ပေါ့ဒီတထေးစကြေကတော့ဒါစောစောကပြောတဲ့တရားတရားကောင်းတဲ့တကာကြီးပဲဆိုပြီးမြတ်စွာဘုရားကဇတ်တော်ကိုအချင်းချုပ်ဇတ်တော်ကိုညီကုန်းချုပ်တော်မူတယ်ပေါ့နော်ကောင်းပြီဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဒီဘိက္ခာပရံပရဇတ်တော်မှာလာရှိတဲ့ ဓမ္မယတနာကိုပူဇော်ခြင်းဆိုတာဓမ္မရှိတဲ့เนาะဘုရားနဲ့တန်ဃာတော်များကိုပူဇော်ခြင်းဒီပလျင်တရားတော်ကိုပူဇော်ခြင်းပဲဓမ္မယတနာကိုပူဇော်ခြင်းပဲလို့နားလည်ကြရမှာဖြစ်တယ်။ဒါကြောင့်တရားတော်ကိုပူဇော်ခြင်းရင်တရားရှိတဲ့ဘုရားကိုပူဇော်ပါတရားရှိတဲ့တန်ဃာကိုပူဇော်ပါ။ပေါ့ပြီဒါကြောင့်ဒကာဒကာမတွေအားလုံးဘုရားတရားတန်ဃာယတနာသုံးပါးဟာလောကကဘာသူကဘာသားတွေအတွက် အလွန်အကျိုးများတဲ့အတွက်ကြောင့်ပူဇော်သင့်ပူဇော်ထိုက်တဲ့ယတနာတွေဖြစ်တယ်လို့နားလည်သဘောပေါက်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း။အာဘူအာ